ခရစ်မတ်ဆိုတာအဝတ်အစားအသင့်နဲ့ရွှေငွေအဥ္စာတွေဝါကြွားတဲ့ကာလမဟုတ်ပါဘူး။တနည်းအားဖြင့်အပြင်ပန်းအစင်အစင်အရင်ဝါကြွားရမယ့်ကာလမဟုတ်ပါဘူး။တင်ရထားတဲ့ထောက်ရတက်ကိုထုတ်ပြရမယ်ပြရမယ်အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ်။ Okay အဲ့လိုပြောလိုက်လို့ခရစ်မတ်ရောက်တာအဝတ်အစားအသင့်တွေဝတ်တာအပြစ်လားမဟုတ်ပါဘူး။ခရစ်မတ်ရောက်လို့ရှိရင်ရွှေငွေအဥ္စာဘုရားကောင်းကြီးပေးထားတဲ့ဟာတွေစင်မြန်းတာအပြစ်လားမဟုတ်ပါဘူး။ ဒါပေမဲ့ခရစ်မတ်ကိုအဲ့ဒီအပြင်ပန်းအစင်အရင်နဲ့ပဲကြော်ဖြတ်ခဲ့တယ်။တကယ်ပြတဲ့အရာကို မပြခဲ့ဘူးဆိုရင်မားပါတယ်။ကျွန်တော်တို့အတွက်အကျိုးနည်းပါတယ်။ကျွန်တော်တို့မလုပ်တဲ့အရာဖြစ်ပါတယ်။ကျွန်တော်တို့ပြတဲ့တာကမပြဘဲနဲ့တိတ်အရေးမကြီးတဲ့ဟာတွေတော့ပြခဲ့တယ်ဆိုရင်တော့ပြဿနာပဲ။တိတ်အရေးမကြီးတဲ့ဟာပါတယ်လေ။အဝတ်အစားတစ်တေရွှေငွေအုပ်စားစင်မြင်းချင်းတွေတော့အာပြီး ကျွန်တော်တို့ဖခင်အကြောင်း decoration လုပ်ထားတဲ့မီးရောင်တွေအလှပတွေအိမ်မှာ Christmas တစ်ပင်တွေပါညာကျွန်တော်တို့အဲ့ဒါကိုတအားစင်မြန်တတ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ပြတင်တဲ့နှလုံးသားအတ္တတာကျွန်တော်တို့ရဲ့အတ္တတာပြောင်းလဲမှုစင်မြန်ပြီးမှလူတွေကိုပြဖို့ပုံမှမလိုလားလိုတာဗောချက်တော်ညီကိုမောင်တို့ Christmas မှာအဝတ်အစားအသစ်နဲ့အပေါ်ရင်အစင်ရင်တွေလူရှိမှထုတ်ပြတာထက်တင်ရထားတဲ့ကေတင်ချင်းကိုထုတ်ပြပါထပ်ပြောမယ်ထပ်ပြောမယ် အင်မတန်ရည်ကြီးတယ်ခရစ်မတ်မှာအဝတ်အစားအစ်စ်တွေရွှင်ခွေဥစ္စာတွေစင်မြန်းထုတ်ပြဝှပြတာထက်တင်ရထားတဲ့ထောင်ရတက်ကို ထုတ်ပြပါတင်ရထားတဲ့ကေတင်ချင်းကိုပြပါတင်သက်တာဘလို့ပြောင်းလဲလေဆိုတာပြပါဒါကအတန်တိတ်အေးဝင်ကလေးဝင်ငါချင်းလို့ခေါ်တယ်ယေရှုခရစ်တော်ကိုယုံတော့ယေရှုခရစ်တော်ကကေတင်ချင်းဖြစ်တယ်လို့ပြောပြရအောင်မလို့ဘာကြောင့်လဲကိုမျိုးကိုရွာကိုနေရမှာခရစ်မတ်ကျရင်ကျွန်တော်များတော့အဖြစ်ပြောင်းကြတယ်လေကိုခီးထွက်နေတယ်ကိုတခြားနေရာမှာနေတယ်ဆိုရင်တော့မှကိုပြောင်းကြတယ် ဲ့လိုပြန်ရောက်သွားတဲ့အခါမှာကိုမျိုးကဒေတာကိုကိုကိုပတ်ဝန်းကျင်မယုံကြည်သူကကိုငငယ်တွေကကြည်ကြီးလာတာလေသူတို့တိတာပေါ့ကိုဘယ်လိုမျိုးလူလဲဆိုတာဟုတ်တယ်နော်အနည်းနဲ့အညာကိုမျိုးကလူတွေကိုဒေတာလူတွေကိုဆိုးလာမဆိုးလာသိတယ်များတော့အဖြစ်ကျွန်တော်ကဆိုးတဲ့သူတွေဟုတ်တယ်နော်ဒါပေမဲ့ယေရှုခရစ်တော်၌ကယ်တင်ခြင်းရသွားတဲ့အခါမှာပြောင်းလဲပြီဆိုတာကိုမျိုးကလူတွေကိုကိုအသက်ရှင်ပုံနဲ့သူတို့ကိုမြင်စေပါโอเคမြင်စေပါဘာကိုမြင်စေတာလဲငါအသက်တာပြောင်းလဲပြီဆိုတာမြင်စေပါစစ်မှန်တဲ့ခရိယန်တွေအသက်တာပြောင်းလဲတယ်လीဟုတ်တယ်နော် အဲ့လိုစစ်မှန်တဲ့ခရစ်ယာန်တွေအသက်တာပြောင်းလဲတဲ့အသက်တာကိုလူတွေကို ထုတ်ပြရမှာ လူတွေကိုပြရမှာအဲ့ဒီကယ်တင်ခြင်းကယေရှုခရစ်တော်ကငါ့ကိုကယ်လို့ငါပြောင်းလဲသွားတယ်ဆိုတာကိုပြရမှာဥပမာတစ်ခုပြောပြမယ်ဆိုရင်ကျွန်တော်အသက်တာကျွန်တော်အသက်တာကကျွန်တော်လူငယ်လူရွယ်ပေါ့နော်စတင်တော့ကတော်တော်လေးစိုးဝါခဲ့တယ်စိုးတွမ်းခဲ့တယ်။အော်ကျွန်တော်ပတ်ဝန်းကျင်ကလူဆိုတအားတည်ရကျွန်တော်လည်းအစဲတအားကျင်းတယ်တချို့ပတ်ဝန်းကျင်ကလူတွေဆိုဟာဘဲကကလေးလေဒါလောက်အစဲကျင်းတာစသဖြင့်အဲ့လောက်ထိတော့မှကျွန်တော်ကိုဘာဖြစ်လဲအာစိုးတယ်ဆိုတဲ့နာမည်တစ်ခုသူတို့တည် ောက်ဝင်ကျင်ကလူတွေအဲ့လိုတီးကြတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာကျွန်တော်တို့ကပြောင်းလဲသွားပြီးတော့မှတကယ်ပဲဟိုကျန်းစာကြောင်တက်ပြီးမှအမှုတော်ဆောင်တွေဖြစ်လာတဲ့အခါမှာအိမ်ပြန်တဲ့အခါမှာသူတို့အံ့ဩကြတယ်။အာဒီတယောက်အရင်တော့အရက်တောက်ပြီးတော့မှယင်ဖြစ်နေတဲ့သူမဟုတ်ဘူးလား။အရင်တော့အစဲပလူပြန်နေတဲ့သူမဟုတ်ဘူးလား။နော်အခုကဘလို့ဖြစ်တာလဲဟာတန်တန်ပြန့်ပြန့်လေးနဲ့ဖခင်အမှုတော်တွေဆောင်လို့ပါလားစကားပြောတာလဲယင်ကြီးလို့ယင်ကြီးလို့ပါလား ရင်ကြီးတမင်တကာအဲ့လိုဟန်ဆောင်မလုပ်တော့လားမဟုတ်လေဖယားသခင်ကကျွန်တော်အသက်တာကိုပြုပြင်သွားပေးတာကိုသူတို့မြင်လာတာဟာလေလို့ရအဲ့ဒါထုတ်ပြရမယ့်အချိန်ပဲငါအဲ့လိုပြောလိုက်လို့အာခရစ်စမတ်အချိန်မှပဲပြပါလို့မဆိုလို့ခရစ်စမတ်အချိန်မှကျွန်တော်တို့ပြန်ရတာလေတခြားအချိန်မှဆိုကျွန်တော်ကတခြားမြို့မှာရှိတယ်အမှုတော်ဆောင်တာတခြားမြို့မှာတာဝန်ကျတယ်ဆိုခရစ်စမတ်မှာပဲခဏပြန်ရတာခဏပြန်ရတော့လူတွေကအဲ့ဒီအချိန်မှာ ကြည့်တယ်လေဟာဒါဘာလို့လဲဘယ်မှာတယောက်သွားတာလဲအခုပြန်လာပြီဟာအာဝါလို့ဖြူလို့ဟာအဲ့လိုပြောလဲလို့ကိုကိုကိုမြောက်တာလည်းမဟုတ်ပါဘူးယေရှုခရစ်တော်၌ပြောင်းလဲပြီဆိုတာကိုပေါ်ပြတာဖြစ်ပါတယ်တကယ်တကယ်အရင်တော့ကျွန်တော်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ကိုကိုကိုတော့ယုံမိတယ်ဘာကြောင့်လဲကိုတအားမိုက်ခဲ့တာလေအော်လူမိုက်တွေနဲ့နိုင်မယ်ဆိုရင်တော့အလောက်ထိတော့မိုက်ခဲ့တာမဟုတ်ပေမဲ့ ဟိုက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 ိုအခုနဲ့နိုင်ကြည့်မယ်ဆိုရင်တကယ်ကိုတေတင့်တေထိုက်တဲ့သူတအားယုံမာခဲတဲ့သူမကောင်းတာတွေအများကြီးလုပ်ခဲ့တဲ့ကျွန်တော်ပါအဲ့ဒါကိုအခုအမှုတော်ဆောင်ဖြစ်သွားတဲ့ခါမှာအကုန်ပြောင်းလဲသွားတယ်ဒါကိုဘသူတွေတိလဲဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့မိသားစုကျွန်တော်တို့အာရွှေမျိုးသားရင်ကျွန်တော်တို့ရဲ့မြို့ရွာကလူတွေအကုန်တိတယ်လေအဲ့ဒါသူတို့သူတို့အတွက်တက်တေပြပေးဖို့အကောင်းဆုံးအချိန်ပဲခရစ်စမတ်ဆိုတာ ကိုရထားတဲ့သောရတက်ကိုရထားတဲ့ကေတင်ချင်းကိုရဲ့ပြောင်းလဲချင်းကိုခြားပြရမယ်အကောင်းဆုံးချိန်ပဲအဲ့လိုပြောလဲလို့အာဗါလဲအဝတ်အစားတွေရွှေငွေတွေအဥ္စာတွေစင်မြန်းတာမစင်မြန်းရဘူးလို့မဆိုလို့ဘူးနော်စင်မြန်းပါရပါတယ်စင်မြန်းဒါလဲဖခင်ဖခင်ပေးတဲ့ကောင်းကြီးပဲလေနော်စင်မြန်းလို့ရပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေစင်စင်မြန်းတာကဖခင်ရှိမှအလောက်အေးမကြီးဘူးလို့ပြောတာဖခင်ရှိမှအေးကြီးတာကတင့်အသက်တာခြားပြဖို့လိုတယ်ကျွန်တော်ပြောမယ် ရှင်ငွေဥစ္စာတွေအများကြီးဝတ်ထားပြီးမှအင်ဂျီတစ်ပေါင်းပြီးတစ်တစ်ခရစ်စမတ်မှာအိုးဝါကြွားစရာတွေအများကြီးရှိပြီးမဲ့တင့်အသက်တာကဖလိုဖလဲဖြစ်နေတယ်ဆိုရင်တင်ချပြနေတာတွေကဖရားဘုံတော်မတင်ရှားတာမကဖရားဘုံတော်ရှုံချစေပါတယ်။ဘာကြောင့်လဲဆိုဟိုမှာကြည့်လေခရစ်ယာန်တွေတာပြောတာအိုးရှင်ငွေဥစ္စာတွေတာဝတ်ထားတာသူ့အသက်တာကဖလိုဖလဲနော်အပြစ်တွေပဲပြည့်နေနေတာသူ့အသက်တာက ။အိုးတကယ်အပြစ်တွေလုပ်တဲ့သူတွေခရိယန်နာပြောတာအပြစ်တွေလုပ်နေတာ။အဘိပဝန်ကျင်ကလည်းအဲ့လိုပြောမှာ။ဘာကြောင့်လဲ။ဘေးကလူတွေအကုန်လုံးကျွန်တော်တို့ဘာလုပ်နေလဲ။တို့အနေနဲ့အများသိတယ်လေ။ဟုတ်တယ်နော်။ဒါကြောင့်ကျွန်တော်ခဏခဏပြောရဲမယုံကြည်သူတွေကကျွန်တော်တို့ရဲ့ယေရှုအကြောင်းကိုသိစိတ်ဝင်စိတ်ဝင်စားဖို့ယေရှုကိုယုံကြည်တဲ့ခရိယန်တွေအသက်တာဘယ်လိုရှိလဲဆိုတာတာ၍စိတ်ဝင်စားတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာတက်တည်အားဖြင့်တို့တွေကိုပြဖို့လိုတယ်။ဒါကဘာဖြစ်လဲ။အသက်အတ္တတာအဖြစ်အတ္တတာတစ်ခုကိုကြည့်ရိုက်ခြင်းလို့ခေါ်တယ် အတ္တတခုအားဖြင့်အတ္တနောက်ထပ်တခုကိုကြရဲရိုက်ခြင်းဗဇက်ကနေယေရှုအကြောင်းပေါင်း16000လောက်ပြောတာထက်သူ့ရှိမှကိုယ့်ရဲ့တကယ့်အတ္တပုံတက်တဲ့တခုလောက်ခြားပြတာကတာ၍ထ ිය ောက်ပါတယ်အာမင်တကယ်တကယ်မဟုတ်ရင်ကျွန်တော်တို့ကလေအတ္တကဖရိုဖလဲဖြစ်နေပြီးတော့မှယေရှုအကြောင်းပြောလာရင်ဘလို့ပြောတတ်လိုက်တာဘလို့ပြန်နေအောင်ပြောတတ်တယ် ဘလောက်ပဲပြောတတ်ပြောတတ်တင့်ကိုနိုင်အသက်တာကမပြောင်းလဲဘူးဆိုလို့ရှိရင်သူများပြောတော့မှာပေါ့နင်ပြောတဲ့ယေရှုကတကိုးကြီးတယ်ဟုတ်တယ်ငါအံ့ဩတာနင်ဘာလို့မပြောင်းလဲလဲဒါဆိုရင်ဘလို့လုပ်မလဲယေရှုကကိုချစ်တယ်ချစ်တယ်လို့နင်ပြောတာဟုတ်ပြီနင်ကဘာလို့သူများကိုမုန်းနေတာလဲအဲ့လိုမျိုးမေးလိုက်ရင်ဘလို့ပြောမလဲယေရှုကကောင်းတယ်ကောင်းတယ်နင်သားပြောတယ်ငါလည်းယုံတယ်ယေရှုကောင်းတယ်ဒါဆိုနင်ဘာလို့မကောင်းလဲအဲ့လိုမျိုးပြောလိုက်ရင်ဘလို့ပြန်ဖြေမလဲခရစ်ယာန်အသက်တာဆိုတာပြောင်းလဲမှုဆိုတာအဲ့မှာအရေးကြီးသွားတာပဲဒါကြောင့် Christmas ကာလမှာကျွန်တော်တို့ ပြောင်းလဲတဲ့အတ္တကိုလူတွေရှေ့မှာခြားပြပါတတ်သိခံပါတခါတလေတတ်သိခံပါဆိုတာကဗဇက်နဲ့တတ်သိခံစရာမလိုဘူးလူကိုယ်တိုင်ထွက်ပြဖို့လိုတယ်တို့ကိုအသက်ရှင်ပြဖို့လိုတယ်ဒါမှဒါရင်ယုံကြည်မယုံကြည်သူတွေကအော်တို့တို့ဖခင်အသက်ရှင်ပါလားဆိုတာကျွန်တော်တို့တတ်တာတွေကနေဖခင်အသက်ရှင်ခြင်းကိုတို့မြင်ပါလေဒါကခရစ်မတ်ကာလမှာအင်မတန်ထုတ်ပြသင့်တဲ့အရာဖြစ်တယ်ခရစ်မတ်ကာလမှာကျွန်တော်ထုတ်ပြနေတာပါလေကားလားဆိုင်ကယ်လားအိမ်လားတိုက်ခန်းလားတိုက်အိမ်လားရွှေငွေဥစ္စာစင်မြင်းချင်းလားအဝတ်အစားတက်လား ဒါတွေကအရေးမကြီးပါဘူးဗျာရှိမှာအရေးကြီးတာကတင်းရဲ့တက်တွေထုတ်ပြဖို့လိုတယ်တင်းရဲ့အတက်တာပြောင်းလဲခြင်းထုတ်ပြဖို့လိုတယ်အာမင်ဘာကြောင့်လဲဆိုတော့နိတိခန်းကြီးလေးငယ်နေ့မှာဘယ်လိုပြောလဲဆိုတော့နှုတ်ကပတ်တရားကိုဟောပြောလို့အချင်းရှိသည်ဖြစ်စီမရှိသည်ဖြစ်စီစူးစမ်းအားထုတ်လို့အဖြစ်ကိုဖော်ပြလို့ဆုံးမခြင်းကိုပြုလို့အလွန်ရှည်သောစိတ်နဲ့ဩဝါဒအမျိုးကိုပေး၍တိုက်တွန်းသွေးဆောင်လို့ အကြောင်းမူကားနောင်ကာလ၌လူတို့သည်စင်ကြေသောဩဝါဒကိုနားမခံနိုင်ပဲရာတတော်နာရှိလင်မိမိတတ်မှတ်ခြင်းအတိုင်းများပြားသောဆရာတို့နောက်လိုက်ကြလိမ့်မည်။တမာတရားကိုနားမထောင်ပဲဒနာဤစကားကိုနားထောင်၍လွဲသွားကြလိမ့်မည်။တင်မူကားအရာရာ၌တမာတတိရှိစေလော။ဒီနေရာမှာကျွန်တော်တို့အတွက်တတိပိစကားနှစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကို ပြောမယ်ဆိုရင်ဒီကနေ့ပြောနေတဲ့အဓိကချက်အေဝံဂေလိကိုပြောပါတဲ့အေဝံဂေလိကိုပြောပါ။ အချိန်ရှိမှပြောမယ်လို့မပြောပါနဲ့အချိန်ရှိရှိမရှိရှိအေးဝင်ကလေးပြောပါတဲ့ကျွန်တော်မေးချင်တယ်အခုနားထောင်နေတဲ့သူတွေအခုနှစ်ကုံတော့မယ်နော်နှစ်ကုံတော့မယ်โอเคတလပိုင်းကနေဒီကနေ့၁၂လပိုင်းအထိတင်ဘယ်နှကြိမ်မယုံကြည်သူကိုအေးဝင်ကလေးပြုတ်ဖို့ပါတလေကိုကိုကိုမေးကြအောင်ကျွန်တော်ဖြေစရာမလိုနော်ကျွန်တော်အမေကုံထုတ်ပေးလိုက်တာကိုကိုကိုမေးလို့ရအောင် တယောက်မှအင်္ဂုကလေးတခါမှအင်္ဂုကလေးမဝင်ကဘူးပါဘူးတနစ်လုံးအဲ့လိုမပြောပါစေအဲ့လိုမပြောပါနဲ့ညီကိုမောင်တို့မတို့အဲ့လိုပြောရင်ကျွန်တော်တို့စိတ်နာစရာတင့်အတွက်ရင်လေးစရာပဲတနစ်လုံးတော့မှတခါမှအင်္ဂုကလေးမပါဝင်ခဲ့ဘူးဆိုရင်စစ်မှန်တဲ့စစ်မှန်တဲ့ခရိယန်လို့တော့ပြောလို့မရအောင်တော့โอเคအဲ့လိုပြောလို့ဟိုအင်္ဂလိပ်ဟောတိုင်းဗဇက်နဲ့ဟောရမယ်လို့မဆိုလိုပါဘူးစိတ်တက်မကြပါနဲ့ကျွန်တော်နည်းနည်းရှင်းပြမယ်အင်္ဂလိပ်ဟောတယ်ဆိုတာဗဇက်နဲ့ဟောလို့ရတယ်လို့ကိုယ့်ရဲ့အတ္တတာနဲ့ပုံသက်တည်ပြလို့ရတယ်လို့ ဝေစာနဲ့လည်းဝေလို့ရပါတယ်။နောက်ပြီးတော့မှ line ပေါ်မှာဆရာတွေခေါ်ထားတဲ့တည်င်းကောင်းအေးဝင်ကလေးအေးဝင်ကလေးကိုနားထောင်ကြည့်လေနော်။ကိုနားထောင်ပြီးတော့မှဟာဒီတရားဒေသနာကဒီ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 တယောက်ပို့ပေးတင်တယ်သူနားထောင်တင်တယ်။အာဒီတရားဒေသနာတော့ဒီမယုံကြည်သူငါမိတ်ဆွေကိုပို့ပေးတင်တယ်သူနားထောင်တော့သူကေတင်ချင်းရနိုင်တယ်စသဖြင့်တန်ရှင်တော်ဝိညာဉ်တော်ကတင်တရားဒေသနာနားထောင်တဲ့အခါမှာစကားပြောတယ်တူထီတယ်လေ။အဲ့ဒီလိုစကားပြောတူထီတဲ့အခါမှာအမြန်ပို့ပေးလိုက်အဲ့ဒီဗီဒီယိုဖိုင်တွေအတန်ဖိုင်တွေ။အဲ့ဒါအေးဝင်ကလေးလုတ်ချင်းမဟုတ်ဘူးလား။ ဟုတ်တာဗောဒီလောက်လေးတော့တင်မလုပ်ခဲ့ဘူးလို့မပြောနဲ့နော်မဟုတ်ရင်ယင်လေးစရာပဲတင်တက်တာကစစ်မှန်တဲ့ခရိယန်ကအချိန်ရှိရှိမရှိရှိအေးဝင်ကလေးပါဝင်နောက်ပြီးတော့မှတခြားအေးဝင်ကလေးလုံနေတယ်လည်းရှိပါတယ်နော်အာကိုရှာထားတဲ့ချွေးနဲ့စာကနေပတ်စံနဲ့နဲ့ယူထွက်လာပြီးတော့မှအေးဝင်ကလေးမှရှယ်ယာပါဝင်တာအေးဝင်ကလေးလုံနေတာဘဒူတွေတစ္ဆာရှိရှိလုံနေလေဖရဲသခင်တင့်ကိုပေးထားတဲ့ညံပညာနဲ့စဉ်းစားကြည့်ချင်းချင်းကြည့်ပြီးလို့ရှင်အဲ့ဒီလူတွေကို ပါဝင်ပါမျိုးစစ်အဖြစ်ပါဝင်ပါဆရာကြီးမျိုးစစ်ပါဝင်ခြင်းနဲ့ဆရာတို့အင်းဝင်ကလေးမှာအတုံးပြုတ်ပေးပါအဲ့လိုမျိုးပြောအဲ့လိုမျိုးပြောမှအဲ့လိုမျိုးဆူတောင်းမှအဲ့ဒီဆရာတွေကလည်းပါဖြစ်လေတခြားနေရာမှာမတုံးဘဲနဲ့အင်းဝင်ကလေးမှာတုံးပေးလိမ့်မယ်အင်းဝင်ကလေးလှုပ်တဲ့အခါမှာတုံးပေးတဲ့အခါမှာတို့အင်းဝင်ကလေးလှုပ်ပြီးတော့မှကေတင်ချင်းရထားတဲ့သူရှိလာတဲ့အခါမှာတင်လည်းမပါဝင်နေဘူးလားတင်လည်းမလှုပ်နေဘူးလားလှုပ်နေပြီပါဝင်နေပြီအာမင်ဒါကြောင့်ဟိုးတလပိုင်းကနေဒီကနေ့ဆန္ဒလပိုင်းအထိအင်းဝင်ကလေးမှာငွေကြီးအဖြစ်တပြားမှမပါဝင်ဘူးလို့မပြောပါနဲ့ပါဝင်တင်တယ်နော် အခုတပြားမှမပါဝင်ဘူးလို့ကိုကိုကိုထင်နေဆိုရင်ကိုကိုကိုတိတ်ချတယ်ဆိုရင်ခုနှစ်မကုန်သေးဘူးအမြင်ပါဝင်ပါနော်အဲ့လိုပြောလို့ကျွန်တော်လာပေးလို့မဆိုလိုဘူးနော်အေးဝင်ဂလိဘေဒူတွေတကယ်တစ္ဆာရှိလို့နေရလဲတင့်ကိုဖျားပေးထားတဲ့ဉာဏ်ပညာရှိတယ်အဲ့ဒါနဲ့ကြည်ပါစစ်ဆေးပါမန်ကန်တဲ့ဆရာမမှန်ကန်တဲ့ဆရာခွဲခြားမှပေးပါမမှန်ကန်တဲ့မာယွန်းတဲ့အယူဝါဒကိုပေးမိရင်လဲတင်ကအမင်္ဂလာဖြစ်ပါတယ်တင်ကတော့မျိုးစည်ဖြစ်ပါဝင်တာဗောအတိုင်ပေမဲ့ သူဘာလဲမာယုံနဲ့မိစ္ဆာအယူလဲဝါဒကိုပေးမိတယ်ဆိုရင်တင်ဟာမင်္ဂလာမဟုတ်ပဲအမင်္ဂလာရလိမ့်မယ်။တင်ကအေးဝင်ကလေးလုပ်နေတာမဟုတ်ပဲနဲ့ဘာဖြစ်လဲ။တခြားတော့အေးဝင်ကလေးဖြစ်သွားပြီ။ဒီကနေ့တခြားတော့အေးဝင်ကလေးအများရှိတယ်နော်။မိစ္ဆာယူလဲအထူးအဥပမာတစ်ခုပေးရမယ်ဆိုရင်ကျွန်တော်ခဏခဏပြောနေတဲ့ယေရှုတယုံမအဖွဲ့။အဲ့ဒီအဖွဲ့နာမည်ကတယုပီယာနေလာတာအနန္တတကူရှင်ဘုရားသခင်အသင်းတော်လို့ခေါ်တယ်နော်။အရှိအရက်ကလျက်စစ်လို့လည်းခေါ်တယ်။ အိုးမက်ဆန်ဂျာကနေစကားပြောဝီချက်ကနေစကားပြောအာသူတို့မြန်မာပြည်ကယုံကြည်သူတွေကိုအကုန်ဆွဲတာအကုန်ဆွဲတာတချို့ဆိုလို့ရှိရင်ပါရွားတာနည်းနည်းသုံးနည်းဒါမားတယ်လို့ပြောရလဲလက်မခံတော့ဘူးပါရွားတဲ့သူတွေကတကယ်ကြောက်စရာဒါကြောင့်ကျန်းစာမှာဘလို့ပြောလဲဆိုလို့ရှိရင်နောင်ကာလနိုင်လူတွေဟာတဲ့မန်ကန်တဲ့အရာကိုနားမထောင်ချင်တော့ပဲနဲ့မိမိတတ်မှတ်ချင်အတိုင်းများပြားတဲ့ဆရာတို့နောက်လိုက်မယ်တမာတရားကိုမကြိုက်တော့ဘူးဒန္နာကြီးစကားကိုပဲကြိုက်တော့တယ် စင်ကြယ်တဲ့ဩဝါဒကိုနားမခံနိုင်တော့ဘူးရာတက်တဲ့နားရှိတဲ့အတွက်မိမိတတ်မှတ်ခြင်းအတိုင်းဟာငါတို့တင်းအုပ်ဆရာတခါမှမပြောပြဘူးဒါမျိုးတွေဘယ်ပြောပြဘူးမလဲအဲ့ဒါတွေကမားတဲ့အရာလေတင်းတင်းအုပ်ဆရာဘယ်လိုလုပ်ပြောမလဲမားတဲ့အရာမားတဲ့အရာကိုတင်ကြတဲ့အခါမှာတင်းတင်းအုပ်ဆရာတင်းကိုမပြောခဲ့ဘူးဒီလူတွေပဲတင်းကိုပြောပြပေးတာဒီလူတွေအမှန်လို့တင်ထင်သွားရင်အဲ့ဒါဂျင်းပဲစာတန်တင်းကိုပါဖြစ်လဲကြော့ကွင်းထောင်ပေးလိုက်တာ ဆိုတော့အသက်တာထဲမှာကျွန်တော်တို့အေးဝင်ကလေးလှုပ်ဖို့လိုတယ်ဒါပေမဲ့အေးဝင်ကလေးလှုပ်တယ်လို့ပြောလိုက်တဲ့အခါမှာအယူလွဲနဲ့မပါဝင်ဖို့လိုတယ်ဒါကိုသတိထားရမယ်အဲ့တော့ Christmas ကာလဟာအေးဝင်ကလေးလှုပ်တင်လှုပ်ထိုက်တဲ့အကောင်းဆုံးကာလဖြစ်တယ်ဟောအဲ့လိုပြောလိုက်လို့ Christmas မှာပဲအေးဝင်ကလေးလှုပ်တာမဟုတ်အေးဝင်ကလေးလှုပ်ပါတခြားအချိန်မှာအေးဝင်ကလေးလှုပ်ဆရာမလိုတော့ဘူးလားမဟုတ်ပါဘူးတခြားအချိန်ကအေးဝင်ကလေးလည်းလှုပ်ရမယ်အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလှုပ်ရမယ်ဒီမှာသတိထားပါအမှုတော်ဆောင်မအေးဝင်ကလေးလှုပ်ရမယ်လို့မဆိုလိုထားဘူးနော်ကျမ်းစာထဲမှာ ယုံကြည်သူတိုင်းအချိန်ရှိရှိမရှိရှိအေးဝံဂေလိလို့ပါတဲ့ကျူးစာအားထုတ်ပါတဲ့အဲ့ဒါကိုကျမ်းစာကဖော်ပြတယ်နောက်တစ်ခုကကျတော့ Christmas ကာလရောက်မှအေးဝံဂေလိဝင်ကားတာမဟုတ်ဘူးတခြားအချိန်လဲဝင်ကားတယ်ဒါဆိုရင်ဘာလို့ Christmas ကာလမှာမှအဓိကပြောရလဲဆိုတော့ Christmas ကာလကယုံပိတ်ရက်တွေဖြစ်တယ်လေလူတွေမိမိသားစုတွေအကုန်လုံးအားနေတဲ့ကာလဖြစ်တယ်အဲ့ဒီခါမှာအကောင်ဆုံးအေးဝံဂေလိလို့လို့လို့ရတဲ့ကာလဖြစ်ပါတယ်ဒါကြောင့် Christmas မှာတာရွေးအင်္ဂလီလို့ပါလို့ပြောတာပေါ့နောက်ပိုင်းကျွန်တော်တို့ခရီးရန်အသင်းတော်တွေက ခရစ်မတ်လုပ်ပြီးဟဲ့ဆိုလို့ရှိရင်အေဝံဂေလိအေဝံဂေလိအေဝံဂေလိတွေပဲလုပ်ကြတယ်မဟုတ်ဘူးလားဒါကြောင့်ကျွန်တော်တို့အေဝံဂေလိတာလုပ်မယ်ဆိုရင်ဘာလုပ်လို့အင်မတန်မုံမြတ်တဲ့အရာဖြစ်ပါတယ်ဘုရားဘုန်းတော်ထင်ရှားတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ဒီကနေ့အတိတ်ကစင်ချင်စေချင်တာတခုပါပဲတခုပါပဲခရစ်မတ်ဆိုတာလေအပြင်ပန်းတံတံပဲပြရမယ်ကာလမဟုတ်ဘူး ကျွန်တော်ဖျားကြောင်းတွေ decoration လုပ်တာအင်မတန်လှပပါတယ်ကောင်းပါတယ်ဒါပေမဲ့ Christmas ဆိုတဲ့အနှစ်သာရကအဲ့ဒီ decoration မှာပဲရက်နေတယ်ဆိုရင်မဟုတ်သေးဘူးနော် Christmas ဆိုတာကျွန်တော်တို့ဖျားကြောင်းဘလောက်လှပကြောင်းပြဖို့ဆိုတာထက်ဖျားကြောင်းထဲမှာရှိတဲ့ယုံကြည်သူတွေရဲ့အသက်တာဘလောက်လှပကြောင်းပြဖို့လိုပါတယ် Christmas ဆိုတာအဝတ်စားတွေရွှေငွေဥစ္စာတွေကိုကိုကိုစင်မြန်းတာထက်နှလုံးသားထဲမှာခရစ်တော်ကိုစင်မြန်းပြီးတော့မှကိုယ့်ရဲ့ပြောင်းလဲသွားတဲ့အသက်တာကို လူတွေရှိမှခြားပြဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဆိုပြီးမှစင်ချင်သွားတာဖြစ်ပါတယ်အလင်းရပါစေလို့ဆုတောင်းရင်းနဲ့ညီကုံချုပ်လိုက်ပါတယ်နားဆင်သွားတဲ့သူတွေနားမလဲတာရှင်ဆုတောင်းခံစရာရှင်မင်းမြန်းစရာမေးခွန်းရှင်ဆရာအောက်ကိုအဲ့မှာပြောလို့ရတယ်ဒီကနေ့နှုတ်ကပတ်တော်တော့ဒီမှာပဲရနားမှာဖြစ်ပါတယ်အားလုံးအားလုံးပေါ်မှာဖြားရှင်တာ၍ကောင်းကြီးပေးပါစေတော့အာမင်